အရသာတွေထဲမှာအကောင်းဆုံးရတာဘာလဲကဲဒီအဖြေလေးကိုစဉ်းစားကြည့်လိုက်လောကလူတွေကိုဒီအမေးမေးလို့ရှိရင်ဝက်သားကြိုက်တဲ့လူကဝက်သားလို့မပြောပေဘူးလားလောကလူတွေကအရသာရှိတယ်ဆိုကိုကြိုက်တာဟာအရသာရှိဆုံးလို့ထင်ကြပြီးပြောကြတာပဲအမျိုးမျိုးဖြစ်အဲ့ဒီကောင်းတယ်ဆိုတဲ့အရသာတွေဟာကန့်တတ်နေကြီးပဲအကုန်လုံး ကောင်းတယ်ဆိုတဲ့အရသာကိုနေတိုင်းကျွေးမယ်ဒါကြီးကျွေးမယ်ဒီပုဂ္ဂိုလ်ကမစားနိုင်တော့အဲ့တော့မြတ်စွာဘုရားရဲ့အဖြေကလောကလူတွေရဲ့မဖြေနိုင်တဲ့အဖြေမျိုးမသိနိုင်တဲ့အဖြေမျိုးကိုဖြေထားတယ်မှန်လဲလုံးဝမှန်တဲ့အဖြေမျိုးမြတ်စွာဘုရားကသစ္စံတာဓုတရံရတနာလောကမှာအကောင်းဆုံးအရသာသစ္စာပဲမှန်တာကိုပြောတဲ့သစ္စာစက ဘာဖြစ်လို့ကောင်းတဲ့အရာသာပြောတာတုံးလို့ဆိုလောကလူတွေဟာမှန်တဲ့စကားကိုပြောနေလို့ရှိရွယ်မြတ်သက်ပင်တောင်ဆေးဘက်ဝင်နေဆိုမလားဝစီသစ္စာနဲ့ပြောရင်အရာခတ်သိမ်းကိုအကုန်အောင်မြင်နိုင်တယ်ဒါကြောင့်မလို့သူလို့ကောင်းတဲ့အရာသာဘယ်တော့မှအီမသွားဘူးဝက်သားစားရင်အီသွားမယ် ချိုတွေစားရင်လည်းဤသွားမယ်အချင်းတွေလည်းကြာရှည်မစားနိုင်ဘူးဒီပြင်ရတာတွေကအတိုင်းတာအကန့်တနဲ့ကြီးပဲမှန်တဲ့စကားဟာအချင်းတရားပြောလေအရသာမပြက်ဘူးဟုတ်ကဲ့နော်အချင်းတရားပြောလေအရသာမပြက်ဘူးရလာတဲ့အကျိုးအားလည်းပဲအင်မတန်ကြီးမားတယ်လူသားကိုမဆူထားပြီဖခင်အလောင်းလေးငုံဖြစ်စဉ်ကနေပြီးတော့မိတွေလောင်းလာတဲ့အခါကျတော့မှန်တာကိုသူပြောလိုက်တယ် တန်တိပက္ခအပ္ပတနာသူမှာအတောင်တော့ပေါက်ပြီးမပြန်နိုင်သေးဘူးတဲ့တန်တိပါဒအဝေဇနာခြေတော့တော်ရှိတယ်လမ်းမလျှောက်နိုင်သေးဘူးတဲ့မတာပိတပိတာစနိခန္ဓာအမေရိဖေရီကလည်းထွက်ပြေးကုန်ကြပြီအော်သူပြောတဲ့စကားသုံးကုန်းစလုံးမှန်တယ်အဲ့ဒီမှန်တဲ့စကားကြောင့်တော်မီကြီးသူ့ကိုရှောင်သွားပါစေဆိုလုံးဝမီးကသူ့စီရောက်မလာနိုင်ဒါမှန်တဲ့စကားရဲ့အရသာရှိကုန်ဟုတ်ကဲ့ ဘေးရန်အန္တရာယ်တွေကိုလည်းကာကွယ်နိုင်တယ်။သို့သောလောကလူတွေကမှန်တဲ့စကားကိုအရသာခံပြီးပြောနိုင်လားလဲဆိုမပြောနိုင်ဘူး။မပြောနိုင်လို့မှန်တာကိုပြောရင်လင်္ကာမချောဘူးတဲ့။ဒါကြောင့်မို့ဘူသာမပါလင်္ကာမချောတာပြောတာနော်။မှန်တာပြောရင်စကားက